ိုင်းမြန်မာနယ်စပ်တလျှောက်ကကြားဖြန့်လုပ်ငန်းတွေမှာလူပေါင်းတသိန်းကျော်အလုံးလုံးနေကြဆဲဖြစ်ကြောင်းထိုင်းရဲကျုပ်ကပြောပါတယ်မြောက်ပြည်နယ်မြေအတွင်းပြန်ကျဲနေတဲ့ကြားဖြန့်လုပ်ငန်းများမှာလူ9000ခန့်ကိုအစောပိုင်းအကဲဖြတ်ချက်တွေအရာရာနဲ့ချီသူတွေဟာမိမိဆန္ဒအလျောက်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းရဲချုပ်ကဆိုပါတယ်လူအများစုဟာမြောက်ပြည်ကိုတရားမဝင်ဝင်ရောက်ခါအလုရှာဖို့ထိုင်းနိုင်ငံကိုလမ်းကြောင်းတစ်ခုအနေနဲ့အသုံးပြုကြပါတယ် ဒါကဖုန်းခေါ်ဆိုလိမ်လည်တဲ့ဂိုင်းတွေတင်မကဘဲ online လောင်းကစားနဲ့အခြားသောအတမွေးဝမ်းကြောင်းအလုပ်တွေပါလို့ထိုင်းတော်ဝင်ရတဖွဲ့ရဲ့စစ်ဆေးရေးမှူးချုပ်ကပြောပါတယ်။၎င်းရဲ့မျက်ချက်တွေဟာကြားဖြတ်လုပ်ငန်းတွေမှာလူကုန်ကူးခံရသူတွေကိုလာရောက်လုပ်ကင်ဖို့ရာဇဝတ်လုပ်ငန်းဥဆောင်သူတွေကဖျားယောင်းခဲ့တာဆိုတဲ့ပြောဆိုချက်တွေနဲ့တော့ဆန့်ကျင်နေပါတယ်။ ဒီလူတွေကအဲ့ဒီကိုဆန္ဒအလျောက်လိုက်သွားတာလို့တက်ခရိုင်ရဲစစ်စေးရဲ့ဂိမ်းမှာစူးစောင်းရရှိတဲ့အချက်လက်တွေကိုကူကပြီးစစ်စေးရဲမှုချုပ်ကဆိုပါတယ်ရန်내ချီသူတွေကြပြတ်လုပ်ငန်းတွေမှာလူကုန်မှုခံရခြင်းရှိမရှိနဲ့ပတ်သက်ပြီးတရုတ်အိန္ဒိယအပါအဝင်နိုင်ငံတွေရဲ့သတင်းအချက်အလက်တွေကိုစောင့်ဆိုင်းနေကြောင်း၎င်းကဆက်ပြောပါတယ် ဇန်နဝါရီလ20ရက်မှမတ်လ18ရက်နေ့အထိကြာဖြတ်လုပ်ငန်းတွေမှာလူကုန်ကူးခံရတဲ့ပြည်ပနိုင်ငံသား8100ဦးကိုဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးအဲ့ဒီထဲက4191ဦးကိုထိုင်းနိုင်ငံကတဆင့်သက်ဆိုင်ရာနိုင်ငံတွေထံလွှဲပြောင်းပေးခဲ့ကြောင်းနာဆာကမှထုတ်ပြန်ထားပါတယ်၎င်းတို့ဟာရွှေကုတ်ကိုနဲ့ KK ပတ်နေမျိုးတွေမှာအွန်လိုင်းလောင်းကစားမှုအွန်လိုင်းလိမ်လည်မှုနဲ့ဒူးစရိုက်မှုတွေမှာပါဝင်လှုပ်ဆောင်ဖို့စေခိုင်းခြင်းခံခဲ့ရတာပါ လူကုန်မှုခံရသူတွေအနေနဲ့အိန္ဒိယနိုင်ငံအချို့ကိုတဆင့်ခံပြတ်တမ်းပြီးနေဆက်ဒေတာတွေကတဆင့်မြန်မာနိုင်ငံအတွင်းထဲတရားမဝင်ဝင်ရောက်လာခဲ့တာလို့သိရှိရကြောင်းပါခင်ဗျာ you